ဒူးညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆီယမခင်လိုင်ကျူရဲ့ပဲကြီးနှစ်နှစ်ကွက်လက်များဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ဘေးမှာတွဲပါလာသူကပဲခေါ်သွားတာလား။ ကိုယ်တိုင်ပဲတရတိုင်လျှောက်ခဲ့တာလားမသိကလထိုင်များခြာခင်းလာပြီးလူအချို့ရှိနေသော အခန်းကျယ်ကြီးရဲ့သို့ကျမရောင်မန်းမသိရောက်သွားခဲ့သည်အခန်းထိပ်ကကလေးမောသူအိတ်နေသည်ဟုတ်ပါသည် သူအိတ်နေတာပါနှစ်နှစ်ခြားခြားအိတ်ပျော်နေတာပါရှင်ဘက်ပေါ်မှာရှက်တင်ထားသောလက်နှစ်ဖက်အပေါ်တွင်အပြူရောင်တစ်ခွပန်းများကိုလှလှပပပုံဖော်ထားသော ပန်းစီတစ်စီးရှိသည် သူ့လက်များက ဒီပန်းစည်းကိုကင်ထားသည့်ဇာတ်တမ်းဖြစ်တော်လဲတကယ်တမ်းသူကင်ထားခြင်းဟုတ်ဟာမတူအနေရောင်နှင်းစီပွင့်ဖက်ခြင်းများကသူနှစ်သက်သောပစုံတိုက်ပေါ်အင်ဂျီကိုအပေါ်တွင်ပြန်ကျဲနေသည်သူကတော့ပက်လက်နေသားနဲ့လဲလျောင်းနေသည်မျက်စိများပိတ်လျက်နှာခေါင်းများတင်းတင်းစင်လျက်သူအိတ်နေသည့်ပုံစံအတိုင်းကျမကကိုကိုဆောင်း၍ကိုယ်အိတ်တက်သလိုသူကကိုကိုဆောင်း၍ပက်လက်အိတ်ချသည်သူကကျမကို ခမ်းမညာအောင်လားဟုတ်မေးတတ်တယ်လို့ကျမသူကြောမပူလားဟုတ်မေးလို့ရှိသည်ရခုတော့ဒီမေးခွန်းကို ကျမမေးစရာမလိုမလိုအဲ့ဒီကနေ့မှရက်အတန်ကြာနေခဲ့သည့်အတွက်သူ့တကူလုံးမှအေးဆက်နေပြီသူ့မျက်နှာပေါ်မှာရင်ငွေ့ဆိုနေသည်ကိုတရရကအတုပ်ပေးနေသည်ဘသူကလှုပ်ပေးနေတယ်လဲဆိုတာကို ကျမမကြည့်မီလောလောဆယ်တော့သူ့ပေးမှာဘသူပင်ရှိသည်ဘာရီလောက်နေကြသည် ဘာတွေပြောနေကြသည်ကိုခင်မဆိုင်နိုင် သူ့မျက်နာကိုသာမစိတ်မတုံးကျမကြည့်နေမိသည်ကြည့်ထားရသည်နှစ်ပေါင်းများစွာနေ့စဉ်တွေ့မြင်ဆက်ဆံနေရသောသူ့မျက်နာကိုရခုံနောက်ဆုံးမြင်ရခြင်းမဟုတ်ပါလားမမမိစရာအကြောင်းမရှိတော့လဲကျမတည်သည်အထီးရှင်ထဲမှာစွဲမြဲထည့်သွင်းသွားဖို့မမိတ်မတုံးကြည့်ထားရလိမ့်မည်ငိုလိုက်လေညီမငိုချလိုက်လေကျမပခုံးကိုဆက်ထားသူက ကျမအနာနာကဲ့ရေပြောလိုက်သည်။ဘေးနားမှာတအိအိငိုသည်တဟိဟိရှိုက်ကန်တက်တဲ့ကိုကြားရသည်။ဘသူတွေငိုနေကြရလဲမသိ။မကြည့်မီကျမကဘာကြောင့်မငိုရလဲ။ဝမ်းမနေလို့လား။ဘာဖြစ်လို့ဝမ်းမနေရမှလဲ။ဝမ်းနေတာပေါ့။ငိုချင်တာပေါ့။သူ့ဘေးမှာကျမရောက်နေတာလား။ तू ကမျက်လုံးဖွင့်ကြည့်ပေါ့မယ။စိတ်ထားသောနှကန်းကိုဖွင့်ပြီးနှုတ်ဆက်ဖို့မယ။သူစိမ့်ဆန်လိုက်တာ။ ဘလောက်ကြည်ဝဲစရာကောင်းတယ်လဲ။ဒါအောင်ကျမဝမ်းနဲ့ပလန့်ငိုကြွေးရမှာမဟုတ်လား။ဘာဖြစ်လို့ငိုမရပါလဲ။ခမ်းပါတဲ့သူလူများတပွဲပွဲရောက်လာကြပုံရသည်။စကားများကြားရသည်။ကျမဘေးတစ်ဝိုက်တို့ရောက်လာကြပြီ။သူအိတ်နေစီကိုကြည့်ကြသည်။အချို့ကဝမ်းနဲ့ပနဲ့ငိုကြွေးကြသည်။အချို့ကအံကိုတင်းကြိတ်ကြသည်။သူတို့ကိုကျမသိသည်။ကျမနဲ့ပတ်သက်သောဆွေမျိုးများ မိတ်ဆွေသင်္ဃဟအယောင်ရင်များတပြေတပန်းများသူ့ကိုချစ်ခင်လေးစားကြသူများသူကစကားနဲ့သူဖြစ်သည်လောက်ကူပြင်ကနေအပေါ်စကားမပြောချင်ပြောတော့မည်ဟိဆိုရင်လည်းတထိုင်တိုင်းနဲ့မထိုင်တိုင်းပြောတတ်သူယခုသူ့စကားကိုနားထောင်လေးရှိသောအပေါင်းသင်ယောင်ရင်များစုံစုံညီညီသူ့ဘေးမှာရောက်နေကြပြီပိတ်ထားတဲ့မလုံးတွေကိုတကြိမ်လောက်ဖွင့်ကြည့်လိုက်ပါဦးစိတ်ထားတဲ့နှခမ်းတွေကိုတကြိမ်လောက်ဖွင့်ပြောလိုက်ပါဦး ကျမကိုထိုင်းကုံတစ်ခုစီသို့ဆွဲခေါ်လာကြသည်ထိုင်းကုံမှာထိုင်းနေသောကျမစီသို့သူ့အပေါင်းအသင်းမိတ်ဆွေများကလာရောက်နှုတ်ဆက်ကြသည်သူတို့ဝတရားကြည်ကြပါသည်ကျေးဇူးတင်ပါသည်သူတို့အလုံးကတညီတညွတ်တည်းမေးကြသည်ဘာဖြစ်တာလဲဖယ်တော့ကလည်းဖယ်ညမှာလဲဒီမိကုန်းတွေကိုကျမကိုယ်တိုင်လည်းမေးချင်ပါသည်ကျမရဲ့မျက်စိကွယ်ဟာနားကွယ်ရမှာဖြစ်၍သူ့ဘလို့ဖြစ်ခဲ့သည်ကိုကျမမသိဘူး ဘယ်ချိန်ကသူဒီကို အတိအကျမပြောနိုင်အအေးကနေရောက်နေမှာကျမမြင်ရသည့်အတွက်ဘယ်နေရာလဲဆိုဒီကိုတိတိကျကျကျမမဖြေနိုင်ပါခွင့်လိုက်ကြပါအချိန်လဲကြပြီလူလဲဆုံးလာပြီထားလိုက်ကြရအောင်ကျမကိုထိုင်အောင်မှဆွဲမှထူလိုက်ကြသည် သူ့နဘေးသို့ကျမပြန်ရောက်သွားသည် သူ့အပေါ်အုပ်ထားသောဇာမူးကိုဖွင့်လိုက်ကြသည်သူ့မျက်နှာကို ပို၍တသက်ကွက်ကွက်မြင်ရသည် ပြ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 န်သူ့နှဖူးပေါ်သို့ချမလက်ကိုတင်လိုက်သည်အထီးအတွေ့ကအေးဆက်နေသည်အခုထရော်လေးချမလက်နှင့်ထိလိုက်သည့်အတွက်သူနိုးလာမည်ဟုထင်၍နှုတ်မှ တီးတို့ခေါ်ပြီးနှုတ်လိုက်သည်စိတ်ပိတ်ထားသောမျက်လုံးများကနှုတ်ရှားမှုမရှိသူပင်အထီးအိပ်ပျော်နေမှလေငငယ်ကဖတ်ခဲ့ရသည်ဝိတုဇလန်းနေက Richman ဝင်ခဲ့ကြည့်လို့၁၂နှစ် စက်ကောင်းနဲ့များအိပ်ပျော်နေမလားရစ်မန်ဝင်ကိနိုးလာသလိုသူလည်းတနည်းနည်းမှနိုးလာမှာလားဆယ်နှစ်ဆယ်ငါးနှစ်အနည်းနဲ့ဆယ်ဘလောက်ကြကြကျမဆောက်မှာပေါ့သူကကျမချစ်သူကျမခင်မွန်းတမီးတို့သားတို့အဖေပဲတော်ပြီနော်ခေါင်းသွင်းလိုက်တော့မနော်သူအိတ်နေတဲ့ကရင်ကို တနရာသူတွန်းရွှေသွားကြသည်။ကျမလည်းလိုက်သွားသည် သူ့ကိုအောင်မခင်းထားသောအခင်းဖြူဖြူကိုလေးဘက်လေးတံမှမယူလိုက်ကြသည်မထဲပါနဲ့အဲ့ဒီထဲမှာသူမွန်ကျက်နေလိမ့်မယ်ကျမထံမှာဘလုံးမရွေးစကားကိုသူတို့နားမထောင်ကြချင်းမြောင်ချက်တဲ့သောနေရာတစ်ခုထဲသို့သူ့ကိုထည့်လိုက်ကြသည်ပြီးတော့အပေါ်ကအဖုံးကိုပိတ်လိုက်သည်မထဲနဲ့မထဲပါနဲ့ကျမထံမှာအစ်တစ်ချစ်မသိမကွဲအော်တန်ကိုခရင်မဆိုင်ချာ တမပခုံးကိုဆုပ်ကင်ထားသူဤလက်ကပုံမိုတင်းကျပ်လာပြီးတစ်ချက်တစ်ချက်ပခုံးကိုပုတ်ပြီးချော့မော်နေသည်တမတကယ်တောင်းမနေတာပါတမခင်မို့အကြောင်းတမအတိဆုံးပေါ့သူချင်း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 လောင်နေရမယ့်နေရာဆိုမနေတတ်ဘူးအိတ်ခန်းထဲမှာဗရင်းမကိုအမြဲဖွင့်ထားပေးရတာဟိုဘွားကကိုကငှက်ဖြစ်ခဲ့တယ်တဲ့နဲဟင်းနေကျတဲ့ကောင်းကင်ကြီးထဲမှာလွင့်ရင်နေချင်တယ်အခန်းချင်းထဲမှာဆိုရင်အသက်ရှူကြတယ်ဟုတ်သူကပြောတဲ့ ရှခု သူ့တကူစားသားဆန်တော်ဒီထဲမှာသူ့ဘလို့နေမလဲမွန်းချက်နေရှာမှာပေါ့အအကွယ်ကွယ်ထွက်ပေါ်လာသောကြည်စီတန်ကကျမရင်မကိုခပ်ပြင်းပြင်းဆောင်းရိုက်လိုက်သည် ကျမသိလိုက်ပြီဒါဒါသူနဲ့ကျမတို့နောက်ဆုံးခွက်ခွာခြင်းအတွက်အချက်ပေးလိုက်သည်အမင်္ဂလာအတမဲလူငယ်လေးများ၏ပကုံးပေါ်မှာတရွရွပါသွားသောသူ့နောက်ကကျမပြည့်ပြည့်စင်လိုက်ခဲ့သည် သူ့ကို ကျမနဲ့အတူလူအုပ်ကြီးကတိတ်ဆိတ်စွာတဏှာသို့လိုက်ပါပို့ဆောင်ကြသည်တဏှာရောက်မှာတော့ထန်းထားသည့်လူငယ်လေးများက စင်တစ်ခုပေါ်တင်လိုက်ကြသည်မကြမီ အခန်းကျယ်ကြီးတစ်ခု၏တကားချက်များပွင့်လာသည်သူမိမရှိုးလိုက်ပါနဲ့မိရှိုးလို့မဖြစ်ဘူးတနေ့နေ့သူပြန်နိုးလာမှာပါသူပြန်လာနိုင်အောင်လုပ်ရမှာတွန်းလိုက်တွန်းသွားသူများကိုကျမအကြောင်းမရင်အခန်းကျယ်ကြီးအတွင်းသို့လိုက်ဝင်သွားလိုက်သည် ျမကိုတွဲထားသူအပြင်အခြားသူများကပါကျမကိုဆွဲခေါ်ထားပြီးဝိုင်းရံတားလိုက်ကြသည်အခန်းကျယ်ကြီးတကားကဂျင်းငနဲ့ပိတ်ထားသည်ကျမအတန်ငုံဟိ၍អော်လိုက်သည်မိမရှို့ပါနဲ့သူ့ကိုမိမရှို့ပါနဲ့អော်ရင်ဟိရင်တွန်းထိုးရုံခံရင်နိဆရာဆုံးတာလည်းသုံးလေးလာရှိပြီဆရာရက်လက်ကလေးကကျွန်တော်တို့လုံးဆက်ရှိရအရှိန်မပြတ်ထင်းပြီးလောက်လာတာအခုတော့ဆရာမလည်း အတန်အသင့်စိတ်ငြိမ်လောက်ပြီးထင်ပါတယ်။ဆရာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလုံဆရာရှိရာတွေဆက်လုပ်ကြရအောင်။စည်ရင်းစာအုပ်တွေတစ်ပွဲတစ်ပိုင်းနဲ့တာဝန်ခံကြီးဦးလေးထွန်းကစကားစားလိုက်သည်။သူကကာလအတိုင်းတာဝေးလာရင်ကျမစိတ်ထိနိုင်လိမ့်မည်ဟုယူဆနေသည်။ကျမမှာတော့ဒီလူကြီးနဲ့တွေ့ရင် သူ့မျက်နှာကိုစစ်စစ်မကြည့်ရဲ့။ခင်မောတဲ့ဤယုံကြည်၍အနှံ့ချင်းခံရသောဒီလူကြီးကို သူ့ကိုယ်ပါဟုမြင်နေသည်။ ူအလုပ်တွေကျမမလုပ်ချင်ဘူးဦးလေးထွန်းအထူးသဖြင့်သူ့ရဲ့ငွေသက်တွေကိုမခံစားနိုင်ဘူးဦးလေးထွန်းမဲဥဆောင်ပြီးဆက်လုပ်ပါဦးလေးထွန်းမလုပ်နိုင်ဘူးဆိုရင်တော့ဒီစက်ကြီးကိုရောင်းပြစ်လိုက်ကြတာပေါ့ဘလို့ပြောလိုက်တာလဲဆရာမရင်ဒီလိုပေါ့ပေါ့တန်တန်ပြောလို့မဖြစ်ဘူးလေဒီလုပ်ငန်းရဆရာရဲ့ရည်မှန်းချက်ဆရာရဲ့အိမ်မှာပဲဒါကိုဆရာမအတိဆုံးပါတည်တာပေါ့တိတ်တည်တာပေါ့ဒီစံစက်လုပ်ငန်းကိုသူအလွန်စိတ်ဝင်စားပါသည်စက်ကြီးကို သူအလုံးမြန်တို့သည်သူမိဘအမွေနှိဖြစ်ရလဲတတ်မိုးထားသည် သူအမွေရလိုက်စဉ်ကဆွေးမြေ့ယိုယွင်းနေသောဆက်ကြီးကိုကိုပြီးရင်ပြီးပြုပြင်ပြန်လဲအသက်ဝင်အောင်ဘလို့ကြိုးပမ်းခဲ့သည်ကိုကျမအသိသူဆက်ကြီးကိုနိုင်ငံတကာအဆင့်မီဖြစ်ပြီးသူဆက်မှာထုတ်လုပ်လိုက်သည့်ကွန်ပျူစီများကိုလည်းပြပစိတ်ွက်တွင်တောင်းဝင်အောင်လုပ်နိုင်မှုအထူးသူရည်ရွယ်ခဲ့သည်ဒီအတွက်သူတော်မကကျမတို့မိသားစုအားလုံးပြစ်ဆက်ခဲ့ရသည် သူက အချိန်တွေအင်အားတွေညံအားတွေတုံးခဲ့ရပြီကျမမှာတော့ရှိသည့်အတွင်းပစ္စည်းလေးတွေထုခွဲရောင်းချပြီးသူ့လုပ်ငန်းမှာစိုက်ထည့်ခဲ့ရသည်သူ့မြောင်မန်းချက်အထွတ်အထိပ်တို့မရောက်နိုင်သေးတော့လဲအတန်အသင်းအမြင်မှုရခဲ့သည်စိတ်အားတက်ကြွမှုအချိန်ကောင်းနေစေမှာပင်သူကမမျှော်လင့်ပဲဆုံးမသွားခဲ့သည်တစ်ခုလုံးပြုတ်ကျသလိုအာရင်ကုန်ခန်းနေတော့ကျမကသူ့လုပ်ငန်းကိုဘလို့ဦးဆောင်နိုင်မှာလဲကျမခံစားချက်ကိုကျွန်တော်နားလဲပါတယ် ဒါနဲ့ဆမလေးလေးနက်နက်စဉ်းစားပါတချိန်တုန်းကဆရာနောက်မှာကျွန်တော်မိသားစုနဲ့ကျန်တဲ့အလုပ်သမားမိသားစုတွေမိခိုရက်တည်ခဲ့ကြတာအခုဆရာနေရာမှာဆရာမကဝင်မရဘူးဆိုရင် ကျွန်တော်တွေဘလို့ဖြစ်ကြမှာမလဲဒီဆက်ကြီးကိုမိပြီးစားတောင်းနေကြရတဲ့ကျွန်တော်တို့ထမင်းအိုးတွေအတွက်ဒီဆက်ကြီးဆက်ပြီးလက်ဘက်နေမှဖြစ်မှာပါဒီအတွက်လည်းဆရာမဥဆောင်ပေးရပါမယ်လေးလေးနက်နက်ပြောနေသောတာဝန်ခံကြီးရဲ့စကားကိုကျွန်မဘလို့ပယ်ရှားနိုင်ပါမလဲ သူစကားမှာမှန်တော့လေခင်မွန်းတဲ့ရှိစဉ်ကဖာတိပါတာနေခဲ့တော့သူ့လုပ်ငန်းကိုဥဆောင်နိုင်လိမ့်မည်ဟုကျမကိုကျမယုံကြည်မှုမရှိသလိုသူ့အရေးအငွေများနဲ့ဆက်ဆက်ပတ်သက်ရမည်ကိုကြောက်နေမိသည်။ဦးလေးထုံးကိုစိတ်ဝိရန်ရှောင်ကျမငင်းချိလိုက်သည်။ကျမမှာအလုပ်ရှိရလေဗမာအချိန်ပြည့်လုပ်ပြီးနိုင်ပါလေ။ရပါတယ်။ကျွန်တော်နဲ့ကျွန်တော်အလုပ်သမားတွေကဆရာမရှိတော့လဲရှိတော့လဲသစ္စာရှိရှိလုပ်ကြမှာပါ။ကျမဆရာနေရာဝင်ပြီးဖို့ပဲလိုတာပါ။ ဒါပေမဲ့ဒါကတတင်းကအခြေအနေကိုပြောတာနော်နောက်ပိုင်းတော့ဆီယမကိုယ်တိုင်ထက်ထက်ဝင်လုပ်ဖို့လိုပါလိမ့်မယ်အဲ့အခါကျတော့ဒီလုပ်ငန်းကြီးကိုပဲဆီယမစောင့်ချလုပ်ဖို့ဆုံးဖြတ်ရမှာပေါ့ဆက်ကူမြောင်းစီခြင်းပေါ့မိမွေပေါ့မွေပါဆီယမထိမ့်သိမ့်နေတဲ့လောက်တော့ဆက်ထိုင်ရမယ့်ဝတ္တရားရှိလာပဲဦးလေးထုံးကိုကျွန်မလျှော်ပေးလိုက်ပါသည်တီတခန်းပြင်းလျင်ရက်တော့မြည်ဟုဆဆောကလေးကစိတ်ကူးထားခဲ့သည်မရက်ရွယ်လည်းမဖြစ်မျက်မှန်သမားဖြစ်ဖြစ် ရင်မီးအောင်ပြင်စာဖတ်ရသည်မှာတိတ်အဆင်မပြေလားဖယင်းဖယင်းမျက်စိကညောင်းလာသည်မျက်မှန်ကိုချွတ်လိုက်သောအခါမှာတော့မျက်စိများကဝေလာသည်ခင်မွန်းတဲ့ရှိစဉ်ကဒီလိုညဘက်စာဖတ်လျင်စာအုပ်ကိုဆွဲယူသိမ့်တတ်သည်ကလေးမဟုတ်တော့ဘူးမျက်စိအားကိုချွတ်ချွတ်တတတသုံးရမယ်အရွယ်ရောက်ပြီဘုရင်ပြောတတ်သည်ယခုပင် သူစုအောင်မလားဟုကျမတန်းတားမိပြန်သည်ဆဆသာသာအတွေ့အကြုံတွေအလုံးနဲ့သူအရေးကလွှမ်းမိုးနေသေးပါလား အထူးကြံခံစားမှုနဲ့တကွအိတ်မပြောသောညများကိုဖြတ်တန်းရပြောမည်။ကလန်ထန်မှထားလိုက်သည့်အတန်ကြားရခြင်း၏။တမီးကသူ့စာကြည့်စပွဲမှလှည့်ကြည့်သည်။မမေအိတ်ကြောင့်မလို့လား။အဲ့ရဝင်တော့မယ်ဆိုပါတော့တမီးစားချက်နေရလား။စောင်းမရှိရင်ဆိုစောတော့စောပါသေးရဲ့ဆယ်နာရီခွဲပဲရှိသေးရဲ့။တမီးကတော့ကျမစိတ်ချရပြီ။သူ့အဖေဆုံးသည့်နေ့မှာဆယ်တန်းဖြေတော့လေ။ဂုံနူးတွေနဲ့ထိုက်ထိုက်တန်တန်အောင်ခဲ့သည်။ငယ်စင်းကလေးကစာကြဖို့ ။နေညညအချိန်မီစာအုပ်ကိုလက်ထဲထည့်ထားတယ်သူ။ဒါနဲ့တော့မတူ။ဒါကသမီးထက်ညံကောင်းတော့လဲစာချက်ပြင်းသည်။သူ့အဖေရှိစဉ်ကသမီးကိုသူကကြောင်ဝင်ယူသည်။ဒါကိုကျမကကြောင်ဝင်ယူသည်။ချော်လိုက်ချော်လိုက်အွန်လိုင်းငေါလိုက်လို့ရသည်။သမီးကတော့ပြောစရာမလို့ညနေသကောင်ဒီစာချက်တက်သည်။သူ့အဖေက သမီးစာချက်လင်းစောင့်ပေးတတ်သည်။ကူချက်ပေးသည်။ကြီးကောင်ကြီးမနဲ့သမီးကအဖေကို စာချက်သေးသည်တက်စရာဖက်စရာမကုန်သေးခင်အိတ်ချင်လို့၍စပွဲပေါ်မှာအိတ်ပျော်နေလင်းအေးဝါလာမှနှိုးပီးသည်ဆံမဖြစ်သောကျမတန်းသူ့အဖေကပညာဘူတတ်သည်ဟုတမီးကမှတ်ယူထားပုံရသည်စာမင်းစရာရှိလင်းအမေကိုကြောကအဖေကိုလိုက်ရှာသည်တမီးတမီးလည်းအိတ်တော်မလို့လားစာအုပ်တွေသိမ်းနေသောတမီးကိုကျမကမေးလိုက်သည်အိတ်တော်မဲမမေအော်ကျလို့ပြီးသွားပြီလားမပြီးသေးဘူး ဟိုအခုတလောညနေချောင်းနေអော်ရဲအပြင်မှာတယောက်တည်းမနေရဘူးဟုတ်ပါရဲ့အခုတလောချောင်းနေអော်ကြခိုက်ကြနေအိမ်ခေါမိုးပေါ်မှာတဝုံးမောတမိကသက်စီသေးရဲ့မကြောက်တဲ့ညနေနက်မှာခွေးဟောင်းတန်းခွေးဥတန်းကိုလည်းသူမကြောက်တဲ့ညဘက်ကြောင်းអော်တန်းကိုအလုံးကြောက်သည်ညလူကြီးတုံးကြောင်းអော်တန်းကြားရင်ဝင်းထဲကလိမ့်ချလာတာပဲဟုတ်သူကပြောတတ်သည်ခါတိုင်းတော့ သူ့အဖေဆောင်ပေးနေပြီသူကြောက်စရာမလို့သူ့အဖေမရှိတော့တဲ့နောက်မှာသူ့အဖေလှုပ်ပြီးသလိုလှုပ်ပြီးဖို့ကျမမေ့နေသည်ကျမတတိထားမှာပေါ့စန့်ကြချင်ကြောင်းလေသမီးမမေ့ဆောင်ပေးမှာပေါ့မမေ့မအိတ်ချင်သေးပါဘူးရှာပါလေဒီနေ့တော့ဒီလောက်နဲ့ပဲတော်ပါပြီမမေ့ပြန်မန်းနေပါအောင်မယ်ဘယ်ဟုတ်မလဲသမီးရဲ့အသေးမွားပဲဖြစ်ဖြစ်ကြီးကြီးမားမားပဲဖြစ်ဖြစ်သမီးတို့လိုအပ်တာတွေကိုမမေ့ရပဲဖြည့်ဆည်းပေးရတော့မှာလေ ဒါအောင်မမေကိုယ်တိုင်ရောသမီးတို့ရောနားလည်ထားရလိမ့်မယ်။သမီးကဓမ္မကိုကိုတိုင်းဖက်လိုက်သည်။တပြေပြေသူ့ကိုကလှုပ်လာသည်။ရှိုက်တန်တက်တဲ့ထွက်လာသည်။သမီးကိုပြန်လည်တိုင်းဖက်လိုက်ရင်ကြောပြင်ကိုအตาရပုံပြီးနှင်းသိမ့်လိုက်ရသည်။သူ့အဖေကိုတရိယာပြီးတန်းတနေပုံပါပဲ။အန်ဒီလေးပဲကြီးဝယ်ပါဦး။အခုအစ်စ်တွေပေါ်ပြီလေလက်လက်ဆက်ဆက်ဖြူဖွဲနေတာပဲ။ မြန်မန်းတမ်းမိသောကုံစိမ့်တယ်လေးကနှမ်းခေါ်နေသည်။ကျမကရေစိမ့်ပြီးညှက်ထားသောပဲကြီးဖြူဖြူကလေးများကိုလှမ်းကြည့်လိုက်သည်။ပဲကြီးကိုမမြင်၊ကွယ်လွန်သူခင်မွန်းတဲ့မျက်နှာကိုမြင်လိုက်သည်။သူကအညာသူအညာသားမဟုတ်ဘဲနဲ့ပဲအလွန်ကြိုက်သည်။သူပြောရာသူငငယ်ကပဲဟင်းကိုမကြိုက်။ပေါ်လာကြောင်မှနေစဉ်ကအစာအိမ်မှာထမင်းလာပေးစားသည်။နေစဉ်အရေးသားအဖြစ်ပဲရေချိုမပါလင်မပင်။ မကြိုက်လဲတောက်ကြိုက်လဲတောက်နေပန်းဟင်းရေကြဲကြဲနဲ့နှစ်ပါးသွားရပေါင်းများလာတော့ပန်းဟင်းကိုသူကြိုက်သွားသည်ဟုဆိုသည်ပဲကိုဘလို့ပဲချက်ချက်သူကြိုက်သည်ပဲကြီးနဲ့ကိုတော့သူအချိန်ဆုံးအရင်တော့အန်တီလေးအမြဲဝယ်ပါတယ်အခုမဝယ်တာကြားပြီကျမစီမောင်ဝယ်ပဲဗမာဝယ်နေရလဲဗမာမမဝယ်ပါဘူးကွယ်မချက်ဖြစ်လို့ပါပဲကြီးတဲ့ရှင်မချာကနေလှည့်ထွက်ခဲ့သည်တမင်းနဲ့သားတမင်းချအမိချက်ရင်ဝတ်သားပဲဝယ်ခဲ့သည် သားက ဝတ်သားဆိုရင်ဘလို့ချက်ချက်ကြိုက်သည်ဝတ်သားမှသာမဟုတ်ဘာပဲချက်ချက်သားကစားရသည်ဟင်းကြီးမများ၍သူ့အတွက်ဂယုပြုစီစဉ်ပေးကြမလို့ညနေပိုင်းသားเจ้าကပြန်လာတော့အခါသူ့ထမင်းချိုင်ကိုဆေးကြောပေးဖို့ဖွင့်လိုက်တော့ဝတ်သားဟင်းကထည့်ပေးလိုက်သည့်အတိုင်းပြန်ပါလာသည်ထမင်းချိုင်ထည့်သည့်ချိုင်ကတော့ပြန်တလင်းခါလို့ဘလို့ဖြစ်တာလဲဟင်းတွေဘာဖြစ်လို့မစားရလဲကျမမေးရပြီအေးသားငယ်ချင်းထမင်းချိုင်မှာ ဲကြီးနဲ့ပါလာလို့ဟင်းကျင်လဲစားတာ။သူကလည်းဝတားရင်မစားကြတာနဲ့ပဲကြီးနဲ့တမျိုးတည်းကိုပဲနှစ်ယောက်ဝေးစားရတယ်။စားလို့ကောင်းလိုက်တာ။ဒါတော့သူတို့အညာပဲကြီးကိုကြည်နေအောင်ချက်ထားပြီးစွဲရတယ်ပါသေးတာ။သားကပဲကြီးအလုံးမပြတ်နဲ့နေအောင်မိမိချက်တာကိုပို့ကြိုက်တာ။ပဲကြီးလုံးတွေထဲမှာစီဝင်ပြီးဣညာတိတ်စားလို့ကောင်းတယ်။သူလည်းပဲကြီးနဲ့ကြိုက်တာကို အဖေလူသားပဲ။ဒါကိုဘာကြောင့်ကျမသတိမထားမိပါလဲ။ တောင်းကြိုက်တာမမေချက်ကျွေးပါမယ်ကွာခင်လိုင်းကျူမဟေဒီမဂဇင်းဩဂုတ်လ2009အဆုံးထိနာဆင်ပေးခြင်းလို့ကျေးဇူးတင်ပါတယ်ရှင်